တော်ရုံတန်ရုံစိတ်သက်မျိုးနဲ့တော့စိတ်ချမ်းသာဖို့လွယ်မှာမဟုတ်ဘူးစိတ်ချမ်းသာဖို့အတွက်ကိုယ်မှာမဖြစ်မနေရှိထားမဲ့အချက်၃ခုကိုမျှယူပေးသွားမှာဖြစ်ပါတယ်ဒီ၃ချက်ထဲကနေမှနမနှစ်ချက်ကမိတ်ဆွေလက်ရှိကွက်တီလိုအပ်နေတဲ့အရာလဲဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့စုံတိကြည့်ပြအောင်ကြည့်လိုက်ပါနံပါတ်၁စိတ်ထဲကိုထည့်တဲ့အရာကိုရွေးပါတွေးကြရအောင်မထည့်ပါနဲ့လူအများစုကဘာလို့ စိတ်မချမ်းသာလဲဆိုတာကိုမိတ်ဆွေတီးပါလားဘာလို့လဲဆိုတော့ကိုယ်စိတ်ထဲကိုအကုန်လုံးကိုအဝင်ခံနေလို့ပါ you have a choice to reject ကိုမှာကိုယ်စိတ်ထဲကိုဝင်တဲ့အရာတွေကိုပြန်ပြီးတော့မှ reject ငင်းပယ်ခွင့်ရှိတယ်အဲ့ဒါကိုမသိရတဲ့အတွက်ကြောင့်မလို့အကုန်လုံးစိတ်ထဲအဝင်ခံပါတယ်ပြောချင်တာကတစ်ဖက်လူရဲ့ ပြောစကားမကောင်းစကားတွေအားလုံးကိုကိုယ်စိတ်ထဲဝင်ခံလိုက်မှဆိုရင်နံပါတ်၁စိတ်မချမ်းမသာဖြစ်ရတာကိုပဲကျွန်တော်တို့လူဘဝမှာကိုယ်ချစ်တဲ့လူရှိတယ်လို့ကိုယ်ကိုမုန်းတဲ့လူရှိတယ်ခါကြိုင်ကိုကဘလောက်ပဲကောင်းအောင်လုပ်လို့ကိုယ်ကိုမုန်းနေမဲ့လူရှိရှိပါတယ်အဲ့လိုလူမျိုးနဲ့ဆက်ဆံရတဲ့အခါကျရင်ကိုကသူချင့်အောင်လို့လုပ်ပြစရာမလိုပါဘူးကိုကိုလူကြိုက်အောင်လို့နေပြစရာမလိုပါဘူး ဒါအောင်နားလည်ထားရဆိုရင်ကို့ကိုမုန်းတဲ့လူရှိရဆိုရင်လည်းကိုယ်လက်ခံတယ်ဆိုရင်တတ်နိုင်မြကို့ရဲ့ပတ်ဝန်းကျင်ကိုပိုကောင်းတာနဲ့ဖန်တီးခြင်းလည်းဆိုရင်ကို့ချစ်တဲ့လူတွေနဲ့ပဲကိုယ်နေထိုင်ရမှာဖြစ်ပါတယ်။ကို့ချစ်တဲ့လူနဲ့နေထိုင်နေတဲ့အချိန်မှာကို့အကူအလုတ်အတွက်အလုတ်ရှုံမယ်ကို့ဘွားတက်လန်းအတွက်အလုတ်ရှုပ်တယ်ကို့ချစ်တဲ့လူတွေကိုလုံလောက်တဲ့အချိန်တော့မပေးနိုင်တဲ့အချိန်မှာတစ်ဖက်ကကို့ကိုမကြိုက်တဲ့လူကို့ကိုမခင်တဲ့လူကို့ကိုမုန်းတဲ့လူကြောင့်သွားစဉ်းစားနေတာကကို့အတွက်အချိန်ကုန်ရာရောက်တယ်။ကို့ကိုမုန်းတဲ့လူကို့ကိုမခင်တဲ့လူအကြောင်းတွေးနေမယ်ဆိုရင်ကို့ကအများကြီးအကျိုးရောက်သွားမှာ။ စိတ်လဲချမ်းသာမှာမဟုတ်ဘူး။ဒါကြောင့်မလို့တချို့ရောຢာတွေကိုကျွန်တော်တို့စိတ်ထဲကိုလုံးဝမဝင်အောင်ထားလို့ရပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုပါစို့ကျွန်တော်ကမိတ်ဆွေကိုဒေါတာထွက်လိုက်တယ်ဆိုပါစို့။တဘောကကျွန်တော်ကမိတ်ဆွေကိုဒေါတာပေးလိုက်တာ။အဲ့ဒီအချိန်မှာမိတ်ဆွေမှာနှစ်မျိုးတုံ့ပြန်လိမ့်မယ်။တစ်ကဘာလဲဆိုတော့ကိုကိုဒေါတာလာပြီးပေးတဲ့အတွက်ကြောင့်မလို့မိတ်ဆွေကအဲ့ဒေါတာကိုပြန်ယူပြီးတော့မှပြန်ပြီးတော့မှပက်ကနဲ့ ဒေါ်လာနဲ့ပြန်ပြီးတော့မှသုံးပြန်တာ။နောက်အခုကကျွန်တော်ခုနပြောလို့ကို့မှာမယူပိုင်ခွင့်ရှိတယ်ဆိုတာကိုနားလည်ထားရင်ကျွန်တော်မိတ်ဆွေဒေါ်လာပင်းတောင်မှမိတ်ဆွေကဒေါ်လာကိုမိတ်ဆွေချက်ချင်းမယူဘဲနဲ့ချက်ချင်းပက်ကနေပြန်ပြန်မဲနဲ့ဒါကသူ့အတူပူလောင်နေရတာသူကဖြစ်တဲ့ဟာဒါငါငါဟာမဟုတ်ဘူး။ဆိုပြီးတော့မှ self awareness နဲ့ကန့်တက်လိုက်ပြီးတော့မှ तू ဘာလို့ဒေါ်လာထွက်တာတော့ဒေါ်လာထွက်เสียလဲလို့လားဒါမှမဟုတ် तू ငါ့ကိုဘာလို့မုန်းတာတော့ ါ့ငါ့ကိုမုန်းစရာလည်းလိုလား तू ကတူမုန်းချင်လို့မုန်းတာလားငါတဘွားပေါ့နော်ဥမာကို့မှာတာဝန်ယူလို့ရတဲ့ဟာမျိုးလေးရှိရဆိုရင်လည်းကိုကလှုပ်ပေါ့နော်အခါကျရင်ကျတော့အဲကို့နဲ့မဆိုင်ပဲနဲ့လူကြီးတစ်ဖက်သားရဲ့စိတ်ညစ်မှုတွေစိတ်မချမ်းသာမှုတွေကကို့စီကူးဆက်လာတဲ့အချိန်မှာကိုကအကူးခံလို့အဲ့တော့တခါကျရင်ကျွန်တော်တို့ကလိလူရှူရမယ့်ဟာတွေဆိုရင်လည်းလိလူရှူရမှာဒီလိုမှလည်းစိတ်ချမ်းသာမှဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကဆိုရှယ်မီဒီယာဖုန်းခင်မှာရောက်နေပါတယ်ဖုန်းထဲကနေမှကျွန်တော်တို့မြင်ရတွေ့ရတာအများကြီးပဲ ဥမာဆိုပါဆိုအနီးနားလူတွေမပြောနိုင်အောင်သတင်းတွေကဒီကိုရောက်လာအချိန်မှာကျွန်တော်တို့ရဲ့ကောင်းတဲ့မှာမျက်စိထဲမှာမကောင်းသောသတင်းတွေအဝင်များမယ်ဆိုရင်နောက်ဆုံးဘယ်သူကပဲစိတ်မချမ်းသာဖြစ်ရတာတော့အဝင်များတဲ့ကိုယ့်စီအရပဲ ကိုအတွက်ပဲကိုဘွားအတွက်ပဲစိတ်ကနွမ်းပြီးတော့မှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးစိတ်ကိုတစ်ချိန်လုံးညစ်နေစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဖုန်းအသုံး short တင်ပါတယ်ဖုန်းသုံးရင်တောင်မှကိုဘွားတက်လန်းအတွက်တိုးတက်ဖို့အတွက်ဘာတွေလုပ်ဖို့လိုတော့ပြီးရင်မဖြစ်မနေသိထားတဲ့ information အချက်တွေလောက်ပဲယူရမှာပေါ့နော်မဟုတ်ရင်ဟိုတည်င်းလေးတစ်ခုဝင်လာလိုက်ကိုက stress ဝင်လိုက် ျွန်တော်တို့ခန္ဓာကိုယ်က stress ဝင်လာပြီဆိုရင်ဖြစ်စည်းမှုတမ်းပြီးခံစားရတဲ့အတွက်ကြောင့်မလို့ကျန်းမာရေးအတွက်ဘလို့မှမကောင်းနိုင်ဘူး stress တွေကိုယူတာများနေကျန်းမာရေးကဒုတိယအနေနဲ့လိုက်ပြီးတော့မှထိခိုက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယူနေတဲ့အရာကိုယူဆိုင်ဖို့အတွက်ကျွန်တော်ဒီမှာသတိလေးထားဖို့အတွက်ပေါ့နော် remind လေးပေးချင်တာဖြစ်ပါတယ်အဲဒီလိုမှကိုယ့်ရဲ့စိတ်ချမ်းသာမှုလမ်းကြောင်းကိုဘလို့ပြန်ဆက်ယူရမလဲဆိုတာကိုအနေငယ်မြင်မိသွားမယ်ထင်ပါတယ်တခြားသူတွေအတွက်ကိုယ့်ဘဝအသက်ရှင်ရတာမျိုးမဖြစ်ဖို့အတွက် ကိုယ့်ဘဝထဲကိုတခြားတော့အရာတွေဝင်မလာဖို့အတွက်လိုအပ်ရင် boundary သတ်မှတ်ထားဖို့လိုပါတယ်။နံပါတ်1တတိရှိပါကြောက်စိတ်မများပါနဲ့ fear လို့ခေါ်တဲ့ကြောက်စိတ်ကိုအတိတ်ပဲဖွင့်လိုက်မယ်ဆိုရင် false evident appear real ဆိုလိုတဲ့အတိတ်ပဲကတကယ်မဖြစ်သေးတဲ့တကယ်မဟုတ်တဲ့အရာတွေကိုလက်တွေ့ဖြစ်လာဖို့ကိုကဆွဲဆောင်လုပ်ယူတယ်လို့ ြောတာပါကြောက်တတ်ရင်နခါသေးရဆိုတဲ့စကားမျိုးကြားဘူးမယ်ထင်ပါတယ်အများစုကဘာလို့စိတ်မချမ်းသာလဲဘာလို့မပျော်ရွှင်ရလဲပြောရမယ်ဆိုရင်အနာကက်အကြောင်းကိုအရန်ကိုတွေးပူပြီးတော့မှစိတ်ညစ်နေတာများလို့ပါအနာကက်ဆိုတာအနာကက်မှာ ရှိတာပါလက်ရှိဒီပစ္စုပန် present moment မှာရှိနေတာမဟုတ်ပါဘူးဒါပေမဲ့လက်ရှိအနေအထားမှာကိုမနေနိုင်လောက်အောင်ကိုကို့အနာဂတ်ကိုပဲ စိုးရိမ်နေတယ်ဆိုတာကကိုကကြောက်စိတ်လဲပါတာပေါ့နော်။ဘာတွေဖြစ်လာမလဲမသိဘူး။ဘာတွေလောက်အောင်မလဲမသိဘူးဆိုရဲဟာမျိုးလေးကြီးကျွန်တော်တွေးတာများနေရင်နေ့ရက်တိုင်းကကျွန်တော်တို့ကဒီစိုးရိမ်မှုကြောက်ရွံ့မှုပူပန်မှုတွေနဲ့ပဲကျွန်တော်တို့ဖြစ်တဲ့ရမှာဖြစ်ပါတယ်။ပြီးရင်ဒါကြီးကအကျင့်တစ်ခုလို့ဖြစ်လာပါတယ်။လက်ရှိကိုကပြောစရာတွေ့နေလို့ပြောနေရင်တောင်မှစိတ်ချမ်းသာစရာရှိလို့စိတ်ချမ်းသာနေတောင်မှအဲ့အတွေးရအကျင့်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ခုကောင်းတွေပြင်ပြန်ဝင်လာပြီးတော့မှစိုးရိမ်မှုတွေတောကတွေဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်မလို့အနာကက်အတွက်စိုးရိမ်နေမဲ့အစား လက်တွေ့ဘဝမှာနေထိုင်နိုင်ဖို့အတွက်ကိုတတ်သိရှိပါဘာလို့လဲပြောရမလဲဆိုရင်ကျွန်တော်တို့ဘဝမှာကို control ထိန်းချုပ်လို့ရတာနဲ့ကို control ထိန်းချုပ်လို့မရတာနဲ့နှစ်ပိုင်းရှိပါတယ်အနာဂတ်ဆိုတာကျွန်တော်တို့ကထိန်းချုပ်လို့မရအောင်ကျွန်တော်လက်ရှိထိန်းချုပ်လို့ရတာဒီလက်ရှိအချိန်မှာပဲရှိတာဒီလက်ရှိချိန်မှာကိုဘယ်စာလေးဖတ်လိုက်မယ်ဘယ်အလုပ်လေးလုပ်လိုက်မယ် ဒီဟာလေးနေပဲကျွန်တော်တို့ရဲ့အနာဂတ်ကိုဖန်တီးသွားတာဖြစ်ပါတယ်။အာဒီချိန်မှာအနာဂတ်ဘာဖြစ်လာမှဆိုးလို့အနာဂတ်မှာငါပြဿနာမရှိရင်ဘယ်လိုလုပ်မလဲ။ဆိုးရင်တော့ကားမှုတွေကကိုယ့်ကိုနှိမ့်ဆက်နေဆိုရင်ပိုဆိုးဖို့ပဲရှိမှာ။ခုနကျွန်တော်ပြောလို့ပေါ့နော်။မကောင်းတာကိုတွေးပြီးတော့မှဆိုးရင်တော့တွေးရင်းနဲ့အဲ့ဒီတိုင်းတကယ်ဖြစ်လာပါလိမ့်မယ်။ကိုကလက်ရှိဒါကိုမေ့ထားပြီးတော့မှလက်တွေ့ကို control လုပ်လို့ရတဲ့အရာတွေကိုလုပ်နေတဲ့တွေ့ကိုအနာဂတ်ကကိုဖန်တီးထားလို့ပြောင်းလဲလာမှာဖြစ်ပါတယ်။အကြောင်းမလို့အနာဂတ်ကိုစိုးရိမ်မဲ့စားလက်တွေ့မှာပဲနေထိုင်မှာ ဥမာအဖြစ်ဆိုပါစို့ပကြီးဆရာတယောက်ကိုမျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါပကြီးဆရာတယောက်ပကြီးဆွဲအချိန်ကြာရင်သူ့ရဲ့ပိတ်ကားပေါ်မှာစုတ်တံနဲ့သူဆွဲအချိန်မှာအရှိကတစ်ပင်ပုံဆွဲအခါကျရင်တစ်ပင်ပုံလေးကိုကြည်လိုက်လက်တွေ့လို့ခေါ်တဲ့လက်ရှိ present moment မှာ action ယူပြီးတော့မှဆွဲလိုက် နာဂတ်နဲ့တူတဲ့တစ်ပင်ကိုကြီးလိုက်ဆွဲလိုက် တကယ်လို့ဒါပကြီးစရာကအနာဂတ်နဲ့တူတဲ့တစ်ပင်ကိုပဲကြီးပဲကြီးပြီးတော့မှလက်တွေ့လက်ရှိအချိန်မှာသူဘာမှဆွဲမနေဘူးဆိုရင်ပကြီးကားတစ်ချက်ဆိုတာထွက်လာမှာမဟုတ်ပါဘူးဒါကြောင့်မလို့သူအနာဂတ်ကိုကြီးလိုက်ဆွဲလိုက်လို့လို့ကိုကလည်းကိုယ့်ရဲ့အနာဂတ်မှာမဖြစ်ချင်တဲ့ဆိုအိမ်မက်ကိုကြီးလိုက်စိုးရင်ပူပန်နေမဲ့အစားပေါ့နော်ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ကိုယ်ပန်းနိုင်ဆိုတာဘာလဲဆိုတာကြီးလိုက်ပြန်ပြီးတော့မှလက်တွေ့မှာကိုဘာကြီးလောက်အောင်မလဲရှင်တန်ဖို့အတွက်တိုးတက်ဖို့အတွက်လက်ရှိကိုလှုပ်ရှားရတဲ့ဘာကြီးရှိလဲဆိုတာကို ်ပြန်ပြီးတော့မှကောက်ပြီးတော့မှလှုပ်လိုက်အဲ့လိုကြိုးစားမှုလေးနဲ့ကျွန်တော်တို့ကနေ့ရက်တိုင်းဖြစ်တန်းသွားမယ်ဆိုရင်ကိုယ့်ရဲ့ goal တွေကိုလက်တွေ့ဖြစ်လာတဲ့အခါကျရင်ပို့ပြီးတော့မှပြိုစရာကောင်းမှဖြစ်ပါတယ်ပြီးရင်အဲ့အနာဂတ်ကိုရောက်သွားပြီဆိုရင်လည်းအဲ့အနာဂတ်ဆိုတာလက်ရှိပြစ်စုံမဲ့ moment ပဲတန်းဖြစ်လာမှဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့တွေကအနာဂတ်အတွက်စိုးရိမ်မဲ့အစအသိရဲ့ပူလောင်မှုတွေနဲ့ပဲနေထိုင်မဲ့အစား ရည်ရွယ်ချက်ကစိတ်ချမ်းသာခြင်းနဲ့ဆိုရင် present လက်ရှိမှာအခုဆိုပါဆိုမိတ်ဆွေဒီဗီဒီယိုကြည့်နေဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့အချိန်လေးကျွန်တော်ရဲ့အတန်ကြားနေချိန်ကျွန်တော်မြင်နေတဲ့ဟာလေးကိုပဲမိတ်ဆွေစိတ်ထဲမှာရှိနေတယ်ဆိုရင်မိတ်ဆွေကလက်တွေ့ present မှာရှိနေတဲ့တဘောပေါ့နော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ကနေ့ရက်တိုင်းကိုဖြစ်တန်းသွားနိုင်ဖို့အတွက် target ထားမယ်ဆိုရင်တော့စိတ်ချမ်းသာလာပါလိမ့်မယ် peace လို့ခေါ်တဲ့ငြိမ်းချမ်းမှုက present လက်ရှိမှာပဲရှိတာဖြစ်ပါတယ်နာကမှာမရှိပါဘူးတိတ်မှာလည်းမရှိပါဘူးဒါကြောင့်မလို့လက်ရှိဒီ present moment မှာပဲနေနိုင်ဖို့အတွက်တတိရှိပါ ဒါမိတ်ဆွေအကျင့်တစ်ခုဖြစ်လာပါလိမ့်မယ်စူးစမ်းရတာပေါ့နော်ဒါကြောင့်စိတ်တော့ကဖြစ်လာတိုင်းစိုးရင်ပူပန်မှုဖြစ်လာတိုင်းရွေးချယ်လိုက်ပါ အခုကို ကြုံတွေ့နေတဲ့အရာကို control လုပ်လို့ရတဲ့အရာလားကို control လုပ်လို့မရတဲ့အရာလားပေါ့နော်ကို control လုပ်လို့မရတဲ့အရာဆိုရင်လွတ်ထားလိုက်ပါတော့လွတ်ထားပြီးတော့မှကိုဘာကြီးလုပ်လို့ရလဲကိုလုပ်လို့ရတဲ့မြတ်ကိုအမြဲလို့လို့ဒါ ਉਹ ပဲအာယုံဆိုင်ပြီးလုပ်လို့သွားတဲ့အကျင့်ရှိဖို့လိုတာပေါ့နော်စိုးရိမ်မှုစိတ်ကအเจ้าတစ်ခုခုကြောင့်မလို့နေ့ရက်တိုင်းမှာကိုကိုဖြစ်စေဖို့အတွက်အเจ้าဖန်လာပါလိမ့်မယ်ဒါပေမဲ့ဒီလိုဖန်လာပြီးဆိုတော့ကိုရဲ့စိတ်ကို ပြန်ပြီးတော့မှဒီ mind muscle ပေါ့နော်ဟိုကို control လုပ်လို့ရတာကိုပဲကိုအာရုံစိုက်ပါမယ်ဆိုတဲ့ဒီ muscle ကိုပြန်ပြန်ကျင့်ပြရမှာတကယ်လို့ကျွန်တော်တို့ကကို control လက်ရှိလုပ်လို့ရတယ်ကိုလက်ထက်မှာရှိနေအရာကိုအာရုံမစိုက်တော့တာနဲ့ဒီ muscle ကိုကျွန်တော်တို့ကလွတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့စိတ်ကစိုးရိမ်မှုပူပန်မှုတောကားတွေဖြစ်တဲ့ဒီလိုမျိုးအကျိုးရုပ်စေအရာမျိုးပဲဖြစ်စေတာပေါ့နော်ဒါကြောင့်မလို့ ကိုစိတ်ကိုလက်ရှိကိုဘာလုပ်လို့ရလဲဆိုတဲ့ဟာပေါ်မှာပဲမူတည်ပြီးတော့မှတက်ကတက်ကဒီ control လုပ်လို့ရတဲ့ဟာလေးကိုပဲကိုကအာယုံစိုက်ပြီးတော့မှစူးစမ်းတော့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပို့ပြီးတော့မှစိတ်ချမ်းသာဖို့ဖြစ်စေတာပေါ့နော်နံပါတ်3ပြောချင်းနဲ့ဆိုရင်စိတ်ချမ်းသာချင်းနဲ့ဆိုရင်မနှိုင်းရှင်ပါနဲ့မွေးဖန်ပါနဲ့မိတ်ဆွေကလေးဘွားပြောစရာမကောင်းဘူးလားပြောစရာကောင်းတယ်နော်ဘာလို့ကလေးတွေပြောကြလဲလို့ပြောရမယ်ဆိုရင် ကလေးဘွားမှာကြက်ချင်းဒါဝေးဖန်တာမရှိဘူးနှိုင်းရှင်တာမရှိပါဘူး ပျော်စရာရှိတာကိုပျော်တာပေါ့နော်ကျွန်တော်အသက်အရွယ်ကြီးလာတဲ့မြတ်အရာအားလုံးကိုဟိုကလက်ညှိုးထောက်ဒီကလက်ညှိုးထောက်ဟိုလိုကို့အတွေ့သူ့အတွေ့ဒါတွေပေါ်မူတည်ပြီးတော့မှနောက်တစ်ခုကဘာလဲဆိုတော့နှိုင်းရှင်တာပေါ့နော် तू ကဘလို့ကိုကဘလို့ဒီလိုမျိုးကြားထဲမှာကျွန်တော်နေစဉ်ဖြတ်တန်းနေတဲ့တွေ့ရတော့ပျော်ရွှင်မှုကိုကျွန်တော်တွေ့ရမှာမဟုတ်ပါဘူးတစ်ခုခုကိုဝေဖန်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကပြတ်ဆုံးသွားတာဖြစ်ပါတယ်ဝေဖန်တယ်လို့ပြောရတဲ့နေရာမှာတခြားသူကိုမကောင်းပြောရလဲပါတာပေါ့နော်တည့်ရတည့်ရကျွန်တော်တို့စိတ်ထဲမှာဒီလိုမကောင်းပြောတာတွေဝေဖန်တာတွေ ဘလောက်တောင်များလဲဆိုတာကိုမိတ်ဆွေသတိထားကြည့်ပါဒီကနေမှစပြီးတော့မှကြည့်ကြည့်လိုက်ပါ self awareness ကိုကိုကိုဒါတတိထားမိဆိုရင်တရက်တရက်ကိုပြောနေတဲ့ဒီလိုမကောင်းတဲ့စကားတွေအများကြီးရှိရတွေ့ရလိမ့်မယ်။ကိုယ့်ရဲ့ရွယ်ချက်ကတန်နိုင်အများပြောချင်တယ်ဆိုရင်ဒါကိုရအောင် short မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပထမချက်မှာပြောတဲ့ဒီဖုန်းတွေဘာတွေကိုတန်နိုင်အများ short သုံးမှာဆိုတာကကျွန်တော်တို့ဖုန်းသုံးတဲ့ခါကျရင်ကျွန်တော်တို့ရဲ့အနီးအဝေး social media မှာလူတွေကိုတွေ့တဲ့ခါကျရင်ဘလို့နေစိတ်ထဲကနေမှာပေါ့လေကိုကိုကိုဒါနှိုင်းရှင်မိတာတွေလုပ်တယ်ဒါမှမဟုတ်ဆိုရင်ကြင်ကြင်လေးလုံးမိတယ်ဒါတွေကကိုယ့်ဘဝပျော်ရွှင်စေမှာမဟုတ်ဘူး။ ။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဘဝမှာတက်နိုင်များဒါပျော်ရွှင်မှုတိုးလာဖို့အတွက်ဆိုရင်အဓိကအဖြစ်ကျွန်တော်ဖုန်းကိုလုံးဝအသုံးလျှော့လိုက်ပါတယ်။ခါပါတော့မနက်ကို9:00နာရီတစ်ချိန်၊နေ့လယ်ကို12:00နာရီတစ်ချိန်၊ညနေကို3:00နာရီတစ်ချိန်၊7:00နာရီလောက်ကိုတစ်ချိန်။အဲ့ဒီတစ်ချိန်ဆိုတာကအဓိကအဖြစ်ဝင်နေစစ်တယ်ကျွန်တော်တို့ team ကနေမှ ဘာတွေမေးထားရှိတော့အဲကျွန်တော်သင်တန်းသားတွေအတွက်လိုအပ်တာဘာတွေရှိတော့အလုပ်အတွက်ကိုပဲအဓိကသုံးတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ knowledge ပေါ့လေဒါအသိပညာတိုးဖို့အတွက်ဆိုရင်ကိုကစစ်ထားပေါ့နော်ပြောချင်တာကိုကောင်းတဲ့အဝင်ခံတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီလိုစစ်ထားတဲ့ခါကျရင်ကိုဖုံသုံးတဲ့ဟာလေးတွေကကိုအတွက်အကျိုးရှိစေပဲဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့ကိုက social media ပေါ်ဝင်ပြီးတော့မှကိုအကုန်လိုက်ပြီးထည့်နေမယ်ဆိုရင်ကိုမကောင်းပဲဖြစ်စေမှာဖြစ်ပါတယ်ဖုံသုံးတဲ့ထည့်နေမှာနောက်ထပ်ဆိုးတဲ့အချက်ကဘာလဲဆိုတော့လေလူတိုင်းကိုဒီမှာမြင်နေရဖြစ်တဲ့အကြောင်းမလို့ကိုထက်နေတဲ့လူတွေ့တယ်ဆိုရင်ဟာ သူကဒါမရှိဘူးပဲအားဆိုလိုနေစိတ်ထဲအနေမှာ judge လုပ်လိုက်တာမကောင်းတွေးလိုက်တာပဲပြောရမယ်ဆိုရင်ကိုယ့်ထက်တိုင်းလူတွေးရဆိုရင်လည်းအဲအားကြက်လိုက်တာငါမှဒါမရှိဘူးကိုယ့်ရဲ့မရှိတဲ့အကြောင်းပြန်တွေးလိုက်ရောကိုယ့်မှာရှိနေရပြောက်သွားရောဒီကနေမှမလိုအပ်ဘဲနဲ့ကျွန်တော်တို့ရဲ့စိတ်တက်ကအသက်အကြတွေကအရန်ဖြစ်နေတယ်ဆိုစစ်ချမ်းသာမှမဟုတ်ပါဘူး။ဒါကြောင့်မလို့မလို့အပဲနဲ့ဖုန်းကိုဆိုရှယ်မီဒီယာကို information ကိုအကျိုးအတွက်မကောင်းစေအဟာမျိုးတွေဒါမဖြစ်စေဖို့အတွက်ဆိုရင် ထိမ့်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 သုံးသပ်ဖို့လိုတယ်။ဒီနေရာမှာ ပြန်ပြီးကျွန်တော်တို့စိတ်ကိုလေ့ကျင့်ပြရမှာပေါ့နော်။တခုဖုန်းသုံးလာကြာလိုက်ဆိုငါသုံးလာကြာနေပြီငါကောင်းနေမှာဘာကြီးထည့်နေရတော့။ဒါငါအတွက်မလိုအပ်တဲ့ဟာပဲ။ဒါငါအတွက်အကျိုးမရှိတဲ့ဟာတွေပဲဆိုပြီးတော့မှချက်ချင်းဖုန်းလေးကိုဒီလိုပိတ်သက်ဖို့လိုတာပေါ့နော်။ချက်ချင်းဖုန်းချ။ဖုန်းချပြီးတော့လက်ရှိဘာလုပ်လို့ရအောင်လက်လျှောက်လို့ရလား။ကိုရှုခင်းကြည့်လို့ရရင်ရှုခင်းကြည့်မယ်။တချို့ဆိုရင်ဒါပင်လယ်ကချေပေးရအောင်နေပြီ။အရန်လာတဲ့ရှုခင်း။ဒါပေမဲ့အာယုံကဒါတွေမခံစားနိုင်ဘူး။ရန်ကိုလှပတဲ့ကောင်းကင်ကြီးအောက်ရောက်နေလဲဘာမှမသိဘူး။ဘလောက်ကောင်းတဲ့နေရာရောက်ရောက် ဖုန်းထဲပဲရောက်သွားတယ်။အဲ့လို့ဆိုရင်မိတ်ဆွေကလိုနေတာလွတ်မြောက်မနေဘူးလွတ်လပ်မနေဘူးအဲငါ့ကိုဘာမှပြောနေကြအောင်ငါ့ကိုဘာမှတွေးနေကြရည်လဲလူတွေးမိရဆိုရင်ကိုလည်းမိစေကလွတ်လပ်တဲ့ဘဝကိုရနိုင်မှာမဟုတ်ဘူးအကြောင်းမလို့ကျွန်တော်တို့စိတ်ကိုချမ်းသာဖို့အတွက်လွတ်လပ်မှုရှိနေဖို့အတွက်ဆိုရင်အနောက်ဖွဲကင်းနေဖို့အတွက်ဆိုရင်တန်တိုင်းများဖုန်းနဲ့ကိစ္စလေးတွေကိုကိုယ့်ဘဝထဲကိုလက်တွေ့ယူမလာဖို့အရေးကြီးတယ်ကိုယ့်ရဲ့နေစဉ်ဘဝကသူ့နဲ့သူအေးချမ်းမှုရှိနေပြီးသားဒါကိုဘာဖြစ်လို့အလကားနေရင်အဝေးကနေပြီးတော့မှ ဒီဖုန်းထဲကပေးတဲ့အပူတွေကိုကိုယ်ယူမှလဲပေါ့နော်မယူပါနဲ့လို့ပြောချင်ပါတယ်ဒါမှကျွန်တော်တို့စိတ်ချမ်းသာနိုင်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောသွားတဲ့အချက်လေးတွေကတနိုင်များကိုယ့်ရဲ့ဘဝထဲမှာကိုယ်ထိန်းချုပ်လို့ရနိုင်တဲ့ကိုယ် control လုပ်လို့ရနိုင်တဲ့အပိုင်းလေးတွေကိုမြင်တောင်ကျွန်တော်ပြောတော့မှာဖြစ်ပါတယ်။ဥပမာဒီသုံးချက်သိရတယ်မသိတာနဲ့တော့မှစိတ်ချမ်းသာမှု level ချင်းကတူမှာမဟုတ်ပါဘူး။မှန်ပါတယ်ကျွန်တော်တို့ဒီ covid နောက်ပိုင်းကနေစပြီးတော့မှအခက်အခဲတွေအများကြီးတွေ့ရတယ်။ဒါပေမဲ့ ဒီစိတ်တပိုင်းဆိုင်ရာကိုကျွန်တော်တို့ရအောင်မလေးကျင့်ဘူးဆိုရင်တော့ဒီအခက်အခဲတွေကြားထဲမှာကျွန်တော်ရှင်းတန်းနိုင်ဖို့အတွက်ရုန်းကန်နိုင်ဖို့အတွက်ကကိုကစိတ်ဆင်းရဲစွာနဲ့ပဲအချိန်တွေဖြတ်တန်းသွားလို့ဖြစ်မှာပေါ့နော်။ဒါကြောင့်မလို့မိတ်ဆွေတို့အထောက်ကူတစ်ခုဖြစ်သွားဖို့အတွက်ရည်ရွယ်ပြီးတော့မာဒီ၃ချက်ကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်။ဒီချာပါရီဒီ၃ချက်တော့မလောက်နိုင်ဘူးပေါ့နော်။ဒါပေမဲ့ဒီ၃ချက်ကြောင့်မိတ်ဆွေတို့ကြိုးရှိခဲ့မယ်ဆိုရင်ကိုဒီဗီဒီယိုလေးလောက်ရတာကျွန်တော်အနေနဲ့ဝမ်းတာပါတယ်။စိတ်ချမ်းသာဖို့အတွက်ဆိုရင် တည်ရမဲ့ဟာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုတစ်ပုဒ်ထဲနဲ့မိတ်ဆွေကိုတောင်းဆိုအောင်မဖော်ပြနိုင်ဘူးဆိုရင်လည်းနားလည်ပေးစီလိုပါတယ်ကျွန်တော်အနေနဲ့လည်းကျွန်တော်ရဲ့တင်နန်းသားတွေ member တွေကိုဝေးချပေးခဲ့တာ ဒီလေ့ကျင့်ခန်းနေသင်ပေးခဲ့တာ10ဆုနှစ်အထက်ရှိပေါ့နော်အဲ့တော့လူအများကြီးကျွန်တော်တွေ့ဖြစ်ခဲ့ပါတယ်တွေ့တဲ့ခါကျရင်အများစုကပျော်ရွှင်နိုင်ကြဘူးစိတ်ချမ်းသာနိုင်ကြဘူးပေါ့နော်အဓိကဖြစ်စိတ်ထားတဲ့အပိုင်းမှာအခုလိုအချက်လေးလူနေရာတွေ့ရတဲ့ကြောင့်မလို့အများဆုံးလူနိုင်တဲ့အချက်၃ချက်ကိုပဲကျွန်တော်ဒီမှာဖော်ပြပေးခဲ့ရဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့စိတ်ဆင်းရဲနေတယ်ဆိုရင်စိတ်ဖိစီးမှုများနေဆိုရင်ကျွန်တော်တို့မပျော်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ကျန်းမာရေးကဘလို့မှကောင်းမှာမဟုတ်ဘူး ို့ဘွားမှာဒီတက်ပို့ပြီးတော့မှစိတ်ဖိစီးမှုနဲ့ရှင်တယ်ပျော်ရှင်ရှင်တယ်ဆိုရင်တော့ကိုစားတဲ့အစားတောက်ရဲ့ကိုရဲ့ကိုလက်လှုပ်ရှားမှုပမာဏကိုလည်းထက်ထွက်စဉ်းစားမှာဖြစ်ပါတယ်။တရက်တာကိုစားတာက crash diet အဆင်မပြေတဲ့ဟာကျန်းမာရေးနဲ့မြူတာစားနေမယ်ကုလလှုပ်ရှားမှုနည်းနေမယ်ဆိုရင်လည်းကျွန်တော်ရဲ့ခန္ဓာကိုယ် energy level ကျနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကကျွန်တော်ရဲ့စိတ်ကိုလည်းစိတ်တက်ကြစေမှာဖြစ်ပါတယ်စိတ်ကိုလည်းပျော်ရွှင်စေမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ ပိုစိတ်ချမ်းသာပြီးကျန်းမာဖို့အတွက်ကျွန်တော်တို့နဲ့အတူတူလေ့ကျင့်ခဲ့လုပ်ပြီးတော့မှကောင်းသောအစားစာတွေအတူလိုက်စားဖို့အတွက်အခုပဲဒီဗီဒီယိုမှာပါတဲ့ link ကိုနှိပ်ပြီးတော့မှစီချဝေးချတင်တဲ့အကြောင်းကိုအခုပဲစုံစမ်းလိုက်ပါအခုဗီဒီယိုလေးကမိတ်ဆွေတို့အသွေးမြင်ကောင်းလေးတစ်ခုရထားစီတယ်ဆိုရင်လည်း comment မှာ yes လို့မှတ်ခဲ့ပေးလိုက်ပါမိတ်ဆွေတို့မင်္ဂလာရှိတော့နေ့ရက်လေးဖြစ်ပါစေကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးဆုံကြပါမယ် bye bye